န္ဓာကထောင်ပြီးတယ်ကဉာဏ်ကခန္ဓာကိုယ်လဲပြီးနာကြလို့ရှင်းပြင်းတရားဝဲဆုံးမှာသတ္တဗံကရကနာကံရံတာဆိုတာသိဖို့ရလွယ်လေလို့ဘုရားခင်ကရမေကြီးကဟောထားတယ်။ဒါကဘုန်းကြီးပြောတာလေနာကြပါပဲ။ဉာဏ်ကဘယ်နေရာပြောနေတယ်ဆိုတာလေးကိုဉာဏ်ကဥတည်ပြီးကာလနေတော့မှဉာဏ်နဲ့ခန္ဓာကိုယ်ဤအိဋ္ဌဆက်နဲ့တွေ့သွားလို့ရှင်းပြင်းတဲ့ အရမတ်ပါဠိတွေကလည်းပြည့်စုံပြီးသားမှုဒီနေရာဒီဌာနရောက်လာတော့ကျေးလို့ရေအလွယ်လေးနဲ့ဖြစ်နိုင်တယ်ဆိုတော့ဆရာတကယ်ကျွတ်မှတ်ထားတယ်ပါဠိတွေပါတယ်ကမှစဉ်းစားပြီးကြလားမနေဘဲနဲ့ပြည့်စုံပြီးသားဆိုတာကိုလည်းသေသေးချာချာကိုယ်ကိုယ်တိုင်ဆုံးဖြတ်ချက်ချထားပါဘုရားအဲဒီပြည့်စုံပြီးသားဘုရား ပြည့်စုံပြီးသားကိုမပြည့်ဘူးရှင်းနေလို့ရှင်းရင်လည်းတရားသိလွယ်လိမ့်မယ်။မှန်ပါပါပါ။ပြည့်စုံပြီးသားမပြည့်ဘူးရှင်းမှန်ပါပါပါ။လွယ်လိမ့်မယ်ဆိုတာခွင့်ရတရားဓမ္မတွေသိချာမှတ်တာ။မှန်ပါပါပါ။ပြည့်စုံတာခွင့်ကြီးထောက်ခံရပေးပါမယ်။မှန်ပါပါပါ။ရသနာနဲ့ကြုံခြင်းနဲ့ပြည့်စုံခြင်းတမျိုးမှန်ပါပါသစ္စာတရားဟောရတဲ့ပုဂ္ဂိုလ်နဲ့တွေ့ခြင်းဟာလဲမှန်ပါပါပြည့်စုံခြင်းတမျိုးမှန်ပါပါ ထောင်တတ်တဲ့နာနဲ့ခမည်းတော်ပြည့်စုံရင်ဟာလေဒီမျိုးပဲဆိုတာသိကြဆောင်တတ်တဲ့နာရှိပြီးခါလာကျင့်နေခြင်းမလုပ်ဖဲနေပြန်လည်းမဖြစ်လို့ခုလုံဆဲဖြစ်နေပြန်တော့လေပါရမီပြည့်လို့လို့ဟုတ်ပါဘူးဟောကြအဲ့ဒါအယုဒ္ဓပါဠိတော်ကြီးမှာကိုရတော်တိုင်းပါရမီပြည့်မပြည့်သုံးချက်ချက်ရှားတဲ့နေရာမှာအခုပြောတဲ့၅ချက်ကိုသေးသေးချာချာပြတယ် ။ဒါပြန်အားလုံးဗေဒဓမ္မတွေကိုယ်စိတ်ကနောက်ကိုမဆုတ်ဖဲနဲ့။ဟောပြည့်စုံကြီးကပုဂ္ဂိုလ်ဟာဖြင့်နောက်ပြန်လဲနေဖို့မလိုဘူးပြည့်စုံတဲ့ပြည့်စုံပြီးကိစ္စပြေအောင်လာကိုယ်ကြီးစိုက်ဖို့လားလိုတော့တယ်ဆိုတာအကျိုးလိုမာရင်တို့ဆုံးဖြတ်ဆက်ကြပါရှင်းပြီနော်ပြည့်ရတယ်ဘုရားရှင်ကိုရမကြီးကဟောတာရှိသေးတယ် ။ဘာရဏဘုရားရှင်ကိုရမြတ်ကြီးဟာမင်းတို့လောဘဒေါသမောဟတွေမုန်းမောင်ကြနေတယ်ခြင်းမှာ။ခொနည်းနဲ့မုန်းမောင်ကြနေတယ်ခြင်းမှာလျှက်စစ်လင်းနေလောက်အပြောက်ပွင့်လာတဲ့ချိန်လိုက်လို့ရှင်ဒါတော့ပါပဲ။ခொနည်းငုံမောင်နေတယ်ဆရာလျှက်စစ်တခါလင်းလာနဲ့နှိုင်းချိန်လိုက်လို့ရှင်လျှက်စစ်လင်းတာဆရာစစ်တို့မပြောပါတော့။ပြောပါတော့ပါ အဲ့ဒီထဲကြုံမှုရှိပြန်လို့ရှိရင်လည်းငါဘုရားသာသနာလေးအလင်းလေးလေးကြုံလို့ရှိရင်လည်းပါမီပြည့်ပြီလားမှန်ပါဗျာဆိုတော့ဒီလိုစဉ်းစားကံရှည်ရှည်ထုတ်နေပါနဲ့ဆိုတာသတိပြလိုက်မှန်ပါဗျာစဉ်းစားကံရှည်ရှည်ထုတ်နေပါစဉ်းစားကံရှည်ရှည်ထုတ်နေဒကာကျွဲနောက်ထုတ်နေပဲမှန်ပါဗျာစဉ်းစားကံရှည်ရှည်ထုတ်နေမှန်ပါဗျာ အဲ့ဒါတွေကိုဘာမှမယုံကြဘဲနဲ့ဘုန်းကြီးတို့ဓမ္မတွေကဩအမြတ်ခံငုံးမယ်ခြင်းဘုရားလက်ဖြင့်လင်းလောက်ခြင်းမှာတို့သာသနာအလင်းအောင်ခြင်းမှာလာကြုံနေတာဖြင့်ဒါတို့ကဘုန်းတော်ရိယာလေးနဲ့ပြင်းပြင်းထန်ထန်လုပ်ရလို့ရှိရင်ကျုံတဲ့ပုဂ္ဂိုလ်ဒီပြည်ပြည့်ကိစ္စရှိတဲ့အကြောင်းပဲဆိုရလို့ရှာဖြင့်များတို့ပဲသုံးခဲ့တဲ့ချက်ပါလို့ပြောလိုက်နော် ဒီလိုရှိသမှာလားယန္နနာဘုရားခင်ဂရုမြတ်ကြီးပြိဋိဘံဆံမယ်ဆိုတော့ဒီမှန်ချုံးမိုက်ချင်ငိုတဲ့အချိန်မှာမင်းပြီးပြီးသားအကြောင်းရှိပါလေကွာလို့ဟောတာပြီးပြီးသားအကြောင်းရှိပါလေဆိုတော့သူနဲ့တွေ့တဲ့ပြီးပြီးသားအကြောင်းသုသာနာနဲ့တွေ့ရင်အဲမင်းမပေါ်နဲ့ကွာဆိုတော့ <coughs> <coughs> ပြည်ရာအကြောင်းရှိရင်ငိုစရာအကြောင်းမလိုပါဘူးကွာဆိုရဘုရားသခင်ကိုရမကြီးပြောထားခဲ့တော့နောက်ကြည့်စမ်းပါလားပြိဋ္ဌာန်ဇာမင်းနောက်ခွန်ရဲလေတော့သူဒီဒကာရမတို့ပြည်ရာအကြောင်းရှိတဲ့ပုဂ္ဂိုလ်ပဲဆိုပြီးဒီကလာကြိုးစားလိုက်တာသိဉာဏ်နဲ့ဒီကဖြစ်တဲ့ဒီကြိုးစားလိုက်တာဝိလင်္ဂဏ်နေတော်မှဝရိယလွန်နေလို့ဥမာတယ်မရဘူးမှန်ပါပါ သိရလွန်နေပြန်လဲတရားဓမ္မတို့မရဘူးအဲ့တော့ကိုတဲ့ဝိရိယနဲ့တမာရိကမမျှပဲနဲ့တမာရိကနောက်ကျဝိရိယကရှည်သွားနေပြန်တော့ငောတာဆိုင်ပဲနိဗ္ဗာန်ကြီးရင်ရှင်းရှင်းလင်းလင်းမမြင်လားအဲ့သူစိတ်ထဲတော့မလျှော့ပါဘူး။ဒါကငိုရမေကြီးကငါပြည်ပြည်သားကြောင့်ရှိတယ်လို့ဟောထားတာ။ဝိညာဉ်မှာပဲဆိုပြီးဒီကလာ။သူဒီကြိုးစားလိုက်ပါ။အ ကျွတ်ဆက်လိုက်တော့ဝိရိယကြီးကျင်းထန်နေပြန်လာနဲ့တကယ်သိဝိရိယနဲ့သမာဓိကမကြီးပြန်မကြီးပြန်တော့လေဘန်းကွာရင်စဉ်းရံအတွင်းမှာဒုက္ခချုပ်တဲ့နေကမမြင်ချာတကယ်ကျော်ဘာလုံးနေအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေလေလူကျန်သွားကြည့်တဲ့ဝိရိယလွန်နေပြန်တယ်မရဘူးလူကျန်သွားကြည့်လို့ဝိရိယလွန်နေပြန် ဒါဖြင့်ဝရိယနဲ့သမာဓိကိုခန္ဓာကိုယ်ဖြစ်တဲ့အိဋ္ဌရှိတဲ့စီကိုသူမလွန်ငါမသာရတကယ်သိတွဲလို့ပါရိမ့်မိရိမ့်ပါဗျာအဲ့ဒီလိုဆိုရခြင်းဝရိယကလည်းမလွန်ခြင်းနဲ့သမာဓိကလည်းမလွန်ခြင်းနဲ့သူကလည်းတွဲလို့တွဲပဲတွဲပဲမှာတခုခုလွန်နေတော့ဝရိယလွန်တော့စိတ်ကရမှာမဟုတ်ပါဘူးဆိုတော့ဥဒိစ္စပဲပြေးတတ်ပါဗျာ ပမာရိလွန်မြန်တော့လေသင်္နာမိတ်္တဆိုတဲ့ငန်ကြီးတဲ့ပဲပြေးတယ်။ဒါကြောင့်ဘုရားတို့ခုကြီးနေအောင်ထားပြီးဓမ္မတွေကသာသနာ့ဘုန်းတော်ဖြစ်နေရရမယ်မီလို့မရတာပဲရှင်ကြည့်ပေး။ဒါကြောင့်သူပြောတဲ့ချက်တွေကရေးကြည့်တယ်နော်။ဘာဖြစ်လို့လဲဆိုတော့လေချင်းလောက်ပါမယ် လုတ်ပြန်ပါတော့လဲလွန်းတာကျွန်းတာရှိနေလဲဆရာကညှိမပေးလို့ရှင်းတကယ်ကျွဲမြင့်မှန်လို့မရတာလဲရှိသေးအဲ့တော့အာရုံတရားနာလာကြတယ်ဃာရမတွေအားထုတ်ကြပါအားထုတ်တဲ့ကဝရိယလည်းမလွန်သေးနဲ့သမာဓိလည်းမလွန်သေးနဲ့သမာဓိလွန်ရင်ငြိမ်းကြီးတယ်ပဲသွားပါလေဝရိယလွန်ရင်ဥဒိစ္စပဲ

ရင်းပြီအဲ့ဒါသာသနာ့ရုံးကဖြစ်ပေမဲ့လည်းအညစ်ကလေးလိုနေပြန်တဲ့အရှင်ပြာကဘုရားဆရာခွန်ကြီးကအာရဂိမလည်းအာရဂတက်အာရဏဓမ္မလိုဝရိယနာသမားကြီးကြီးနေအောင်ခန္ဓာဖြစ်ဖြစ်ရှိတဲ့ကြီးလွတ်ပါဟုတ်လို့ခင်ဗျားတို့ရှိတဲ့မဲခင်၅ပါးထဲမှာဝိရိယနဲ့ဓမ္မရီကပါပြီးတော့ဖြစ်နေပါဘုရားနောက်တစ်ခါညီညွတ်ခွေရာက ဗရာဆိုတဲ့ဗရာတရားရှိလို့ဒီလုပ်လုပ်ပညာနဲ့ဗရာနဲ့ပညာနဲ့ကိုလေကကြွေတော့မှလို့ကကြီးမြောင်တော့ဗရာနဲ့ပညာကိုလေဖြစ်ဖြစ်ရှိရရှိလို့နော်ဗရာပညာဘာလို့อ่ะမြောင်တော့လိုက်ရင်ဖြစ်ရင်ဗရာဉာဏ်တော့လေဓမ္မတို့ ရဏံနဲ့အခါကြရရှိပြန်တော့ရှင်ဖြင့်နဲ့ဘယ်ဘက်ကိုသွားရတယ်ဆိုတာဓရမကိုဖွာတယ်တဏှာပဲပြီးသွားဘယ်အရှင်ယူပါလဲရှင်ယူပါလဲဆိုပြီးခင်းတဲ့ဘက်ပြီးအတွေ့အခါပညာနဲ့ဆက်မြပြန်တော့လဲတောက်ဖြစ်တဲ့ဘက်ပြီးဘောကြဒါဖြင့်သရဏနဲ့ပညာကိုလည်းသရဏနဲ့ယဉ်ကျေးကြည့်ရမယ်ဆိုတော့ယဉ်ကျေးတာ ပညာကလည်းအင်းစိုက်ခင်းနဲ့စိုက်ခင်းနဲ့ဖြစ်ဖြစ်နဲ့ကဲ့အောင်လုပ်ပါအဲ့ဒါကရဏပညာဉာဏ်ပြန်လို့ရှိရင်လည်းတကယ်ကျော်ဥမာရင်တို့ရရဒါဖြင့်ဝရိယနဲ့သမာဓိကိုလည်းဉာဏ်ရောက်ဆိုပါကရဏပညာကိုလည်းဘယ်လိုလုပ်ရမလဲတကယ်တည်းနေရာကျပြည့်စုံရှိတဲ့ရှိကုန်မှရင်ဒီလိုဆုံးလို့ရတယ် ဒုံမလိုက်တဲ့အခါရရလိုက်ခြင်းသရဏအဲသနာဝန်ဖို့မရပြညာမှန်တော့အထုတ်ဖြစ်တယ်ကောက်ဖြစ်ရှင်နေတဲ့ဘောတရားဝန်ဖို့မရအဲ့ဒါကြောင့်သရဏပညာဝရိယသမารိကိုပြင်းအိန္ဒြေယံလုပ်ဒါပါပဲအဲ့တော့ پال دور چل گئی چیلن رکھیں ناؤ گھر چکا لوگ خی پاؤ نی روز میرے خیم ساری خی ملو مسیا မြတ်ကနန်းတော်မရောက်ခွင့်မြင်ပါဆိုလို့ပြောနေတယ်သဘောပါကြအဲတတိကတော့ဖြင်းနဲ့ဒကာရမကသေချာမှတ်ပါတတိကတော့ဖြင်းသူကဘယ်တော့မှလွန်တယ်မရှိဘူးတတိကလုံလာတာရှိတယ်ရချာတော်တရားများကဲ့သို့လွန်တယ်လို့မရှိပါဘူးအဲ့တော့တတိရောဖြင်းရကြုံးမှတဲ့တို့ကမသိရှိနေပါဘူး ဒိဋ္ဌိနဲ့ဆိုတော့အင်းဖြစ်ပြပေါ်တိုင်းတော်တိုင်းသတိထားသရဏပညာနဲ့ညီအောင်လုပ်မယ်ဝရိယနဲ့သမာဓိရောဒါဖြင့်ဒီနာဟုဆိုလို့ရှိရင်မဂ္ဂ၅ပါးညီညွတ်သွားလို့ရှိရင်ဘွာတဲ့မင်းတို့အိန္ဒြေညီတဲ့တွေ့တဲ့ဘယ်နည်းနဲ့မှမရမဖြစ်ပါဘူးဆိုတော့ဒကာကြီးသိအားရှိကြကောင်းပါဘူး

ဖြစ်တဲ့ဆုံးနဲ့နိဗ္ဗာန်ကြီးကိုငါမမြင်သေးပါလေမလို့တွေးလုံးထုတ်လို့ရှင်ဒီနေ့ခုတခုခုလမ်းနေပါလိမ့်မယ်အဲ့ဒါမနက်ကရှင်းလာပြန်ောက်လိုက်ဉာဏ်ဏ္ဍာရီတဏ္ဍာလုံးစဉ္ညာနဲ့အာထုတ်တော့ဥမာရီဝရိယလုံးနဲ့ဥမာရီကနေဒါနဲ့အဆုစိတ်ချင်းဩမိုးကလည်းလင်းလာမယ်

ငါဘာဖြစ်နေလဲဗာလိမရောရဲ့ဒီကြားလိုက်တာဘယ်နဲ့များဖြစ်နေဗာလိမလို့တကယ်ပြောရဖြစ်ဖြစ်ရှင်ပြတ်တယ်မနစ်ရသေးလို့ဖြစ်ပါတယ်ပြန်ပါဘုရင်ကြီးတတ်ပါဒါကိုကြားတော့ကြားတော့မှန်တယ်ဒီသေးရမသေးရင်တော်ပါဒီတော်ဘူးတဲ့ဥစ္စာအလုံးသမားကတခါပြုဝရိယလွန်နေတခါကျေရသမားကြီးကလွန်နေ ွန်းနေပြန်တော့လေရက်တွေပုတ်ပြီးဒီကရကကြွေကမ်းမှဖြစ်သဘောပါအဲ့ဒါကြောင့်ဘုန်းကြီးတို့ဒကာရမတွေသရာဆိုတဲ့ကြီးတရားပေါ်နဲ့ယုံကြည်မှုတရားရရမယ်ဒုက္ခတော့ဘုရားဓမ္မဘုရားဘုရားတန်မြတ်ဆိုဒုက္ခတော့အကောင်းမောထတာဒီနေ့ဆက်ဒုက္ခမြတ်ဆိုသူများဟောတာမဟုတ်ဘူးဘုရားကကောင်းကောင်းမောထတာကောင်းကောင်းမောထတဲ့တရားမဟုတ်ဘူး ဘုရားမကောင်းလို့လားဉာဏ်အနိစ္စဒုက္ခအနတ္တလို့တာမရသေးတာဘုသူခုလို့လို့ဘုရားတော့ကောင်းစွာဟောထားတာအကောင်းဖြစ်ဖို့ဟောထားတာနိဗ္ဗာန်ရဖို့ဟောထားတာဒါကတိဒီကွာနော်ကဲဒါချင်းဒကာရမတို့ရှင်နာဒီဝရိယလွန်နေတယ်ဆိုတာဘောပေါ့ရှင်နာပါလွန်နေပါဝရိယလွန်နေတယ်ဆိုတာဘုန်းကြီးတို့ဒကာရမတွေမှတ်ကြတော့ဂိုင်းဝရိယ အဲ့ဒါနားပါအောင်မယ်ဆိုပြီးသူသင်ညာဘေးနားမှာရှိတဲ့အဲ့ရညံဘုံလေးတစ်ခုရှိနော်တို့ဆိုတော့တတိကမလိုက်ရတတိကမလိုက်ဘူးဒီနေရာသင်ညာမှာခဏတော့ကြောလေးလှဲလိုက်အောင်မယ်ဆိုပြီးကြတော့သွားလိုက်တဲ့အမှားကြောဥမာရင်တော့ဝိရိယနဲ့သမာဓိကညီဆော့ဗရဏဉာဏ်နဲ့ကညီဆော့အဲ့ဒီဝိရိယချလိုက်တော့ညီပြီးဆော့သွားတော့ ဥကရင်တော်မှာခြေတော်နဲ့မြေကြီးနဲ့လည်းဒုက္ခလေး။ကောင်းနဲ့ကောင်းနဲ့လည်းမရှိသေးဘူး။အဲ့ဒီကြမ်းကရမ်းတာဖြစ်။ကဲဒကာတော်ကလည်းညွတ်ပြန်တော့လည်းခဏလေး။ကြီးကြီးလေးဥကရင်တော်တမားလေးဆိုအပ်ပြီးဆိုင်လိုက်တော့ဘို့ခြေတော်နဲ့မြေကြီးနဲ့လည်းဒုက္ခလေး။ကောင်းနဲ့ကောင်းနဲ့ကမရှိသေးဘူး။ ဒီရမယံကဖြစ်တယ်ဆိုတော့ဩညင်ညွတ်တော့လေခဏလေးပါဘုရားကတက်ကစဉ်းစားကြည့်တာကိုဒီရဆိုတာချိန်ညာတာကောင်းနဲ့လက်အိတ်မယ်ဆိုပြီးရှိတော့လည်းမြေကြီးကပြောမောင်ကြီးမရောက်သေးဘူးလေမရောက်ခင်ရင်အာတော်ကုန်သွားတယ်လို့ဆိုတော့ရကြွေညင်ညွတ်ပြန်တော့လေခဏလေးပဲဆိုတာဥမာနဲ့မှတ်ရတယ်ဘယ်လိုမှတ်ကြ ညင်ညွတ်ပြန်တော့တဲ့ခဏလေးပဲဆိုတာဘုန်းကြီးတရားဓမ္မတွေကမှတ်ထားတော့ဩဒါလေးကလည်းအရေးကြီးတဲ့အချက်ကလေးတစ်ခုပါလားဆိုတာဥမာနဲ့မှတ်ရတယ်ရဲ့ကြမ်းမှတ်တယ်မှတ်တယ်ရေဒီလူကျန်နာနာမှာတညလုံးဟာဖြင့်မောတာဆိုင်ပြီးကြလားနိဗ္ဗာန်မျက်မှောက်ပြီးတယ် ကုသိုလ်ဝရိယလေးလျှော့တဲ့ပြီးဒီကရဒကာရမတို့ကဲခဏနားပါအောင်မယ်ဝရိယနင်းနေလျှော့ပါအောင်မယ်ဆိုပြီးလျှော့လိုက်တဲ့အချိန်မှာငါကကဗမာရိပညာရင်းနဲ့သုံးကြီးတာပြန်လာအဲ့ဒီကလည်းမြည်လိုက်တဲ့အချိန်ကျတော့ဒီတော့နဲ့နေကြီးနဲ့လည်းလွတ်ခါကောင်းနဲ့ကောင်းနဲ့လည်းမရှိခင်ရမ်းမှာရမ်းတာဖြစ်တယ်အာဘောတွေဝန်းနဲ့အကုန်ကုန်တယ်ဆိုတော့ဓမ္မတို့ ရာဇဝေရောသောတော်ထူးခြားတဲ့ပုဂ္ဂိုလ်ပါအဲ့ဒါယနေ့သူ့ကိုရှင်းရှင်းလင်းလင်းပြောရတော့ခြင်းတဲ့ဘုန်းကြီးတို့လောကမားတွေကြွပါတယ်ဩလောလောတတ်များဆိုတဲ့အကြီးကလိုပါသေးလားရှင်းနေမှုပါလေဒါတွေလည်းသိရတော့ရှင်းအောင်ကြားတစ်ခါနမူနာထုတ်လိုက်ပြန်တော့လေဒီကစိတ်ကြိုက်ပေါ့ဘုရားကဘာလုပ်နေတာသိပါဘူး ရိယလွန်ပြီးတကယ်ကနေတော့ဝရိယကိုင်းကနနားပါအောင်မယ်ဆိုတော့ဝရိယကြီးကနည်းနည်းရောက်တော့ဒါတော့လည်းဖြစ်ဖြစ်ကြတယ်ဒီလက်မလို့ဖြစ်ဖြစ်ကြတော့လက်မလို့ဘုရားကြွရလက်မလို့တော့တတိတော့သမတတိကလည်းအများရန်ရှိနေတော့ဖြစ်ဖြစ်လက်မလို့တော့ဝရိယလေးပဲသူလျှော့ပြီးကြလားခဏကြောခင်းပါအောင်မယ်ဆိုတဲ့အသွားလေးသူစိတ်ကူးလေးပေါ်လိုက်တာတော့ကမ္မထမ်းလေးရပါ ဒါတော့ရှင်အောင်မြင်တဲ့လောကကောင်းနဲ့ကောင်းနဲ့လည်းမဖြစ်ခင်မှာယန္တာဖြစ်တယ်။ဒါပေမဲ့ယန္တာဖြစ်တဲ့အဲမှာဖြင့်ယန္တာတော်တော်ဆန်းတဲ့ပုဂ္ဂိုလ်ပဲ။မဆိုရဘူးလား။ဒီလိုခံနေဖြစ်တယ်ဆိုတော့အင်းကြာလာပြီကြာတဲ့အခါကျတော့ရှင်မင်းကဘုံညာရဲ့ရှင်အစဉ်တိုင်းပေါ်လာလေရတာဒီဘုံကြီးပေါ်လာ။ သူကဒီလိုကိုမဟုတ်ခိုက်ဆန်းဆန်းဖြစ်နေတော့ကြောင်နဲ့မြင်းနဲ့လည်းလွတ်ခါကောင်းလဲမလို့ဆိုတယ်ကောင်းနဲ့ကောင်းနဲ့လည်းမသိမီရမ်းမှရမ်းတာဖြစ်တယ်လို့ဆိုတဲ့ပြင်ဓမ္မတွေဒီကြအရောကုန်ထားတာဒီခွန်းကညှိနှိုင်းမှုညီရဲ့အချိန်ဖြစ်တာပဲဘယ်လိုဆိုကြညှိနှိုင်းမှုညီရဲ့အချိန်မှာဖြင့်ရေရေတုကိစ္စပြီးသွားပါ

်အဲနားကိုဖုံးနေတာခရီးရှုလိုက်ကြရပါလေနားကိုကတစ်ခါလဲဖြစ်ဖြစ်ရှိရဲ့ဖုံးနေတာပဲတဲ့ဘုရားတော်လဲတဲ့အခုကိုရောင်းနေပြန်တော့လေဖြစ်ဖြစ်ကြမြန်မာရဲ့ဝရိယကရောင်းနေပြန်တော့လေအင်းဒီရင်ပြရကိုဓမ္မမဲ့ငါးပါးရဲ့7ပါးဖြစ်လာလို့အေးရနှောင်းနှင်းပြန် ်ဖြစ်ပါဖြစ်မှာလည်းနိဗ္ဗာန်ဖြစ်ရအဲ့ဒါကြောင့်ဇုံဝင်များတော့လည်းသူကရှိရကောင်းမယ်နာဂနောက်ကလိုက်မယ်ဆိုတော့ဇုံတော့ဝင်များတော့လည်းရှင်းတော့ခွဲနေလို့ရှိရင်လည်းဒီကဖြစ်ရုပ်သက်တစ်ခုကိုဝင်တော့ပဲဘာကြအဲ့ပန်းဆုပ်တယ်လို့ဒီကဘုရားလည်းဇုံဝင်တဲ့နွားကောင်နှစ်ကောင်စလုံးမှာပန်းလိုက်ပြီးရောက်ပါမှဇုံရောက်ပါမှနေရကြအဲအားလုံးကလည်းမှ

လူသမားမဟုတ်တဲ့ပုဂ္ဂိုလ်တွေကဘုရားပြောနေတာဘာပါလဲမလဲလို့တကယ်ပြောပြောချင်ပြောကြ။သူမှနားမလဲပဲလို့။အဲ့တော့နားမလဲတဲ့ပုဂ္ဂိုလ်ကလည်းပတ်တာထားကိုလို့တော့ဒီဟာကိုဒီမူလိုက်ရနိုင်မယ်ဆိုတာမှတ်ထားဖို့။ရှင်းပြီနော်။ဂိုင်းဒါဖြင့်တရားဓမ္မတို့ပါရမီကဘယ်လိုစဉ်းစားကြလဲ။ပြည်ပြီးတာပြည်ပြီးတာနှောင့်နှင်းနေတာဘာကြောင့်ပါလဲ။ ဣန္ဒြေမဖြစ်ကြသေးဘူး။ဟုတ်ကြ။ဘာမီကပါလေ။မင်းနဲ့ကြောင့်မဲ့ကိုလိုရတဲ့နဲ့အယောင်နှင်းနေပါလေနိဗ္ဗာန်မမြင်ပါလေမလဲလို့မေးမင်းဖြစ်။ဣန္ဒြေအကြီးလုံနေသေးဘူး။တဲ့သွားပြန်တော့ကျန်နန္ဒာမှာဒကာဓမ္မကိုခဏလေးနဲ့ကြည့်ချက်ပြီ။ပညာလုံးလုံးနေတာဟောတိကဖြစ်ရ။ ်ခရမောခဏလေးပြက်လိုက်တာကအကျိုးရှိကဲဒါကပြမကွာချမ်းသဘောပါရဟေးဒါရင်တစ်ခါတလေကျတော့ဘုရားရှင်ကိုရမင်းကြီးကအဲရှင်မောက္ခဏညာသွားအထုတ်နေတဲ့ကကိုရကြီးရဲ့ရှင်မောက္ခဏကသမာဓိလွန်ပြီးရှင်းနာမိတာနဲ့လာတဲ့ကမျက်နှာသွားပြောလိုက်ဉာဏ်တော်တဲ့ဒီနာမည်လွန်နေတယ်မြန်မာလို့ပေါင်းကိုရိယာတင်ပင်กว่า မာယာကတော့ဖောက်ပြောပေးနေတယ်။အကျိုးရှိတာလို့ရှိတဲ့ကိုယ်တော်ကြီးကိုပြ။တရားကသွားညှိပေးရ။ဒီလိုညှိတဲ့ဝတ္ထုသတ္တသာရကတွေတရားကျော်ပြည့်။အဲ့ဒါကြောင့်အာရုံတရားဓမ္မတွေဒီနေ့ရေးဟာဖြင့်အလုကမာတော့မှဖြင့်အင်းတတိထားရမယ်အချက်ကြီးပြောနေတာပဲဆိုတဲ့ဥစ္စာကတည်းကောင်းပေါ်ပါ တေလေနောက်ပါဒကာရမလေးကိုကိုကဲတင်ခြင်းလို့ရှိရင်လေကိုကိုသနာကြရလို့ရှိရင်လေဒီကြီးလုံးလေးတွေနဲ့အလုံးလုံးပဲဆိုလို့ရှိရင်ကိုကိုသနာလို့ဘယ်လေးပါးထဲမှာဆွဲတင်လိုက်တာပဲဒုက္ခဝတ်ထဲမှာဆွဲတင်လိုက်တာပဲဒုက္ခကလည်းငြိမ့်တဲ့ရှိလို့ပို့လိုက်တာပဲအဲဒါကြောင့်ဒကာကျွဲ လုတ်ပြောင်းလုတ်ပါဆိုရလဲတိုက်တွန်းရလုတ်ပြန်နှိမ့်လိုက်ပါနှိမ့်တတ်ပါစေဆိုတာကိုလည်းတိုက်တွန်းရမှန်ပါဘူးမှန်ရင်းမကြည့်လားဟဲ့ဒါဖြင့်ဒါကရှေ့ပိုင်းမှာအလုံးတင်နေတယ်ဆိုတာတကယ်ကျော်မှတ်လိုက်ပြီ။ဒီနည်းလေးတရားဓမ္မတွေကိုပြောပါမယ်တဲ့။ဒီနည်းလေးကနိုင်ကျမ်းတွေကိုဆုံးမနာမနဲ့။ကျမ်းတွေတော့ဒီနည်းလေးက ဩော်ခုရှုခိုင်းတာဖရာကရှုခိုင်းတာဖရာရဲ့ဒီသားကလည်းရှုခိုင်းတာဖရာအထုံးမှလိုက်လာပြီးတော့သူပြီးရုံုံကြည့်ကြည့်ကိုရမေကြီးညာကိုခင်ဗျားတို့ယုံကြည်ပါကိုယ်ရပင်ကြီးညာနဲ့ဟောတာအဲ့ဒါမြတ်စွာဘုရားသတ်ပင်ဆိုင်ညာယုံကြည်ပါယုံကြည်လေးကလည်းဒီကုပ္ပညာလေးနဲ့လည်းဆရာပေးတဲ့ပညာနဲ့ရှိပါ ဘုရားပေါ်ယုံကြည်ပြီးကိုယ်ပညာနဲ့ရှိပါမှန်ပါသဘောကျဘုရားပေါ်ယုံကြည်ပါပြီးတော့ကိုယ်ပညာနဲ့အဲဒါသရာနဲ့ပညာညီပါ့သရာလည်းခရယကြီးညိုရမလွန်ဒီနဲ့ခရယကြီးညိုရလွန်ရင်ပညာနောက်ဆုံးกว่าမဲ့မညံပုံရမရနိုင်ဘူးဘုရားကြီးညိုလွန်ရင်ဝါဒီနင်နာရှိတော့အကြီးညိုလွန်နိုင်တယ်ဘာဖြစ်ပညာနောက်ဆုံးသရာက ဘာလွန်နေလို့အဲ့ဒါကြောင့်ဘုရားတို့ဘုရားမရှင်ညွန်တဲ့လို့ဟောတာဟုတ်အရှင်ညွန်လွန်ရမနေရရင်းနေပြလားဘာကြောင့်လဲသရာပညာမညီလို့ပေါ်ကြဘယ်လိုယူပါအဲနိဗ္ဗာန်လို့ကျန်လို့ရှိရင်သရာပညာညီရသရာကတော့ဘုရားပေါ်မှာသိပ္ပိယုတ်ကြီးရပညာကလည်းယုံကြည်တဲ့အတိုင်းပဲပညာကလည်းဘုရားဟောဒီမှာဟောတော့ဉာဏ်စိတ်ကလေးဖြစ်ဖြစ်တယ်ကြားစိတ်ကလေးဖြစ်ဖြစ်တယ်ဆိုရင်ခင်ဗျားတို့က ညာငရအဲ့ဒီဖြစ်တဲ့စီကိုသွားဆိုင်ရတယ်။ဒါကလည်းညဉ့်ကြီးနဲ့ဒီဖြစ်တဲ့စီကသွားဆိုင်။တပည့်ကြ။အဲ့ဒီလိုနှစ်ခုညီလိုက်ချင်းသရပညာညီရင်လဲခဏလေးနဲ့ရ။တပည့်ကြ။ဒါဣန္ဒြေကြီးကြလို့ခေါ်တယ်။ဗတ္တိန္ဒြေနဲ့ပြင်းဣန္ဒြေကြီးကြ။ပြီးတော့အကြေးဒီနှစ်ခုမှာနွားနှကောင်ကိုကျိုးစုံတိုင်မောင်းတော့ကိုစုံမောင်းတကောင်မှမလွန်ရတယ်ဘောဗျာ။ဒီနှစ်ခုတစ်ခုလွန်သွားရင်သရာလွန်တော့ဘုဘက် ခင်နဲ့ပဲလှည့်ဘုရားပေါ့ခင်နဲ့ပဲလှည့်ဟုတ်လားပညာနဲ့စိတ်ဆွံ့ွက်သွားပြန်လဲကောက်ဖြစ်တယ်ပဲလှည့်သူတို့ကခုမြင်းညံထားဖြစ်ဖြစ်စီကိုဖြစ်တဲ့စီကိုဒကာဓမ္မတွေဖြစ်တဲ့စီကိုဘယ်သူကမြင်းညံထားမှာတော့အဲမြင်းညံဟာဥပါရှင်ရင်းမိပလားငါဘယ်နဲ့ကြောင့်မရသေးပါလဲဆိုဓမ္မညီသေးလို့မှာကျင်းမလားတက်တခုပြောလိုက်ဦးဝရိယနဲ့သမာဓိသူတို့လည်းစုံလို့ရပါ ဝရိယလေးရတဲ့ကိုသမောင်းအာအထောပြည့်စည်တဲ့ဘက်ကသမာဓိကလည်းပြည့်စည်တဲ့ဘက်ကတရားမောင်းနိုင်သဘောကျဝိညာဏသမာဓိကရောညီရမယ်ဘယ်ဘက်ကညီရမှာပါလဲပြည့်စည်တဲ့ဘက်ညီအောင်တော့သဘောကျပြည့်စည်တဲ့ဘက်ကလည်းလောရမှာညီရအဲ့ဒါသုံးနှစ်ခုဝရိယကဖြစ်ဆုံးထွက်သွားပြန်လို့ရှိရင်လည်းဥဒိစ္စပဲသွားလိမ့်မယ်တဲ့မင်းတို့မတ်မရပြီဘူးတဲ့ ဘောကြအဲတမာရီကလွန်သွားပြန်လို့ရှိရင်ပြင်းကြီးတဲ့ဘက်ရှင်းနမိတဲ့ဘက်သွားလိုက်မယ်ကွာသူတို့မရှိသူကမလွန်စင်းနဲ့တဲ့သူတို့ရှိတဲ့ဘက်ကိုပြင်းမလားအဲသရပညာရောမောင်းနိုင်ပြင်းမလားဘယ်ဘက်လဲကြီးရမှာဝရိယတမာရီကောအဲအဲ့တော့သတ္တဉ္စရိဝရိဉ္စရိသတ္တဉ္စသတ္တဉ္စရိဝရိဉ္စရိသမာဓိဉ္စရိပြင်းဉ္စရိဆိုတာဣန္ဒြေလေးပါးပြီးတော့အဲ့တော့ပတိသလုံးချန်နေတယ် တတိကိုတော့ဒီပေါ်မှာလေးခုပေါ်မှာအကုန်ချုပ်ပြီတတိကမလစ်စီတဲ့လာသိစုဖက်မောင်နေသဘောကျအဲတတိကတော့ဖြင့်ခေါင်းကလွန်နေလို့မရှိဘူးသူကတော့အမြဲတမ်းစောင့်ပြီးရှိနေရအမြဲတမ်းစောင့်နေရမှာတတိကဒီထဲမှာဖြစ်ပြက်မြင်တာကတော့ပညာသုံးနေတယ်ဒီပြညာတွေအကူကြီးကြီးမှလာရင်ဂရာရောဝရိယသမားကြီးရောတတိယရော အခုညီပဲတဲ့ဆိုတော့ပြင်ကြအဆိုင်ရန်ဒီပြမလားဒါတော့ပြင်ဒီနေ့ညဘာဘာနဲ့ဘာညီရမလဲဥပဒနာရှိတဲ့ပုဂ္ဂိုလ်မှာပြီးတော့ဘာညီရမပฏิဘယ်တော့မှမလေးစင်နေဒါလေးတော့ကချုပ်ပြပါဒါကဓမ္မလေးတစ်ခေါက်ပြန်ပြောစမ်းပฏิလိုပฏิလိုဘယ်တော့မှမလေးစင်နေ ိငါးပါးမြည်လို့ရှိရင်ကွာတဲ့ဣန္ဒြေပြရတဲ့တွေ့ငါမညံဖွညာရမှာလို့သေချာဟောတယ်ပြင်မလားဒါဖြင့်ဥပဒနာမှာလည်းပြင်ပြီလောကတရားမှာကောပြင်ပြီရှင်ကြီးကောပြင်ပြီရှင်ကြီးနဲ့ရပြီဆိုတော့ဘာလို့လဲတော့ကိုယ်ဆုံးဣဒ္ဓဒီနည်းညကြောင့်မှာတော်ဘုဒ္ဓံပါပြီပြင်ကြပါ